နိုင်ငံချင်းဝင်ကြီးဌာနပြည်သူ့ဝင်ကြီးဦးတန်းစွေဟာမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့အခြေစိုက်တန်တမန်တွေနဲ့ကုလသမဂ္ဂအဖွဲ့အစည်းကကိုယ်စားလှယ်တွေကိုရန်ကုန်မြို့မှာရှိတဲ့နိုင်ငံချင်းဝင်ကြီးဌာနဝင်စင်းမင်းရစာခန်းမမှာနိုဝင်ဘာ12ရက်နေ့မနက်ပိုင်းကတွေ့ဆုံပြီးရှင်းလင်းပြောကြားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပြည်သူ့ဝင်ကြီးဦးတန်းစွေကမကြမီကျင်းပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတပြီးအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့ပြင်ဆင်နေဖို့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမဲ့အစီအစဉ်တွေ ်ရေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်လို့တဲ့နိုင်ငံရေးပါတီတွေကိုယ်စားလှယ်လောင်းတွေကိုကန့်သက်ထားခြင်းမရှိပဲဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အငြိမ့်မှပုံတင်ခွင့်ပြုခဲ့တာပွင့်လင်းမြင့်သားတဲ့ရေကောက်ပွဲဖြစ်စေဖို့အတွက်ပြည်ရင်းပြည်ပကလေးလာသူအဖွဲ့တွေနိုင်ငံတကာကတန်တမန်တွေနဲ့အဖွဲ့အစည်းတွေကိုဖိတ်ကြားထားတာပြည်ရင်းပြည်ပကမီဒီယာတွေကိုမှပုံတင်ခွင့်ပြုထားတာတွေနဲ့ဆက်လင်းပြီးရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်ဒါပြင်ငင်းချင်းလုံငန်းစဉ်နဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုငင်းချင်းရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့နဲ့ ထိတွေ့ဆွေးနွေးမှုတွေကနေတဆင့်နိုင်ငံရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်မှုအခြေအနေတွေ၊နေဆက်ဒေတာတွေကိုအခြေပြုပြီးဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်မှုကိနေနေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့တွေကကာစင်နိုအွန်လိုင်းလုံကစားစာရတွေကိုနိုင်ငံတကာရာဇဝတ်ဂိုင်းတွေနဲ့အတူကျွလွန်ဆောင်ရွက်နေမှုတွေကိုတိုက်ဖြတ်နေတဲ့ကိစ္စတွေ 2023ခုနှစ်အောက်တိုဘာလကစပြီး2025ခုနှစ်နိုဝင်ဘာလအထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာနေဆက်ကိုအင်းဒီချင်းနိုင်ငံကနေတဆင့်တရားမဝင်ရောက်ရှိနေတဲ့နိုင်ငံပေါင်း52နိုင်ငံကနိုင်ငံခြားသား68982ဦးကိုအင်းဒီချင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေထံပြန်လည်လွှဲပြောင်းပေးမှုအခြေအနေတွေ အိနီချင်းနယ်စပ်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်းပြင်းနယ်မြို့ရီမြို့မဲထော်တလေ KK Park နယ်မြို့တွေမှာအခိုင်အမာအခြေချပြီးအွန်လိုင်းလည်လည်မှုတွေကျွလွန်နေတဲ့ဂိုင်းတွေကိုတိုက်ဖြတ်ချိန်မုံနေမှုတွေကိုရှင်းလင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်သူတွေရဲ့69တက်သမ500ဂိုင်းတော့ဟာအိနီချင်းနိုင်ငံတွေကနေတဆင့်ကုန်းလန်းကနေဝင်ရောက်လာတာဒီရာဇဝတ်ဂိုင်းတွေလက်နက်ကိုင်အဖွဲ့အစည်းတွေဟာအင်တာနက်လျှက်စင်ပြီးငွေကြေးလွှဲပြောင်းမှုတွေကိုအိနီချင်းနိုင်ငံတွေကအခြေခံအဆောက်အအုံတွေကိုအသုံးပြုဆောင်ရွက်ကြောင်းတွေ့ရှိရတဲ့အတွက် အဆိုပါနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုတိုက်ဖြတ်နိုင်ရဲ့အတွက်အိန္ဒိယနိုင်ငံတွေရဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းပြည်တော်စုဝင်ကြီးကပြောကြားခဲ့တယ်လို့သိရပါတယ်။အဲ့လိုပဲပြည်တော်စုဝင်ကြီးဟာမြန်မာနိုင်ငံရဲ့ပဲခူးမြေပြင်အခြေအနေတွေကိုတန်တမန်တွေအနေနဲ့သက်ဆိုင်ရာအစိုးရတွေထံမှန်ကန်စွာတင်ပြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတွေက electronic မဲပေးဆက်အသုံးပြုပြီးမဲပေးပုံဤစနစ်အကြောင်းရှင်းလင်းသိရောက်ပြခဲ့ရာတက်ရောက်လာတဲ့တန်တမန်တွေက electronic voting machine ကိုလက်တွေ့စံသက်အသုံးပြုတာ သိရှိလိုတာတွေကိုမေးမြန်းဆွေးနွေးတာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။အဲ့နောက်နေဆက်ဖြတ်ကျော်ရာဇဝဲမော်တွေမူရည်စေဝါတက်ဖြတ်ရာမှာမြန်မာနိုင်ငံမှာမထုံလုံနိုင်တဲ့ဓာတုအခြေပြုမူရည်စေဝါတွေနေဆက်နိုင်ငံတွေကနေတဆင့်မြန်မာနိုင်ငံကိုဝင်ရောက်နေမှုတွေကိုထိန်းချုပ်နိုင်ရင် EEO တွေအဓိကပါဝင်နေပြီးမြန်မာနိုင်ငံရဲ့ပြည်ရင်းနိုင်ငံရဲ့တည်ငြိမ်မှုနဲ့ဒိုက်ရိုက်သက်ဆိုင်နေတာတွေကြောင့်အလေးထားဆောင်ရွက်နေကြောင်းနဲ့ဒါကိုအိန္ဒိချင်းနိုင်ငံတွေကဝိုင်းဝန်းထိန်းချုပ်ပေးဖို့နဲ့အလေးထားဆောင်ကြည့်အေးအေးယူဆောင်ရွက်ပေးဖို့မြစ်တာရက်ခံလို့ကြောင်းပြောကြားခဲ့တယ်လို့သိရပါဗျ။ အွန်လိုင်းလောင်းကစားဂိုင်းတွေတိုက်ဖြတ်ရမှာထိမ့်သိမ်းပြီးပြန်လည်ပို့ဆောင်ခဲ့ရသူတချို့ရဲ့ဖြေကြားချက်တွေကိုဗီဒီယိုနဲ့ပြသရှင်းလင်းခဲ့ပြီး KK Park မှာရှိတဲ့အစာအုပ်စုစုပေါင်း625လောက်အနက် ပထမအဆင့်မှာ148လုံးဖြိုချပြည့်စည်နေတာဒုတိယအဆင့်မှာ62လုံးတတိယအဆင့်မှာ425လုံးဆက်လက်ဖြိုချမဲ့အခြေအနေတွေကိုပြောကြားခဲ့ပြီးရောက်ရှိနိုင်ငံ၊မှုရင်းနိုင်ငံနဲ့တဆင့်ကန်နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်မှုဟာအရေးကြီးကြောင်းဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်တက်ရောက်လာတဲ့တန်တမန်တွေကသိရှိလိုတာတွေကိုမေးမြန်းခဲ့ပြီးတာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့တယ်လို့သိရပါဗျ။